ားအလိုပဲကျွန်တော်ရဲ့ main stream များအားလုံးပဲမင်္ဂလာပါဒါတော့ Bami Chelsea YouTube channel ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ညကစားကြမ်းမဲ့အာ Chelsea တင်းတဲ့ UI နဲ့တင်းတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့အာပွဲကြည့်သုံးချက်ပြုလို့သွားပါမယ်ဒါအပြင် Chelsea တင်းရဲ့ letter law update သတင်းလေးတွေကိုအာပြန်ပြီးမျှဝေပေးသွားပါမယ်ဆိုတော့ကျွန်တော်တို့အရင်ဆုံး update သတင်းလေးနဲ့စားလိုက်ကြရအောင်ပါဆိုတော့အာ Chelsea တင်းက quarter back တင်းနဲ့သွားကစားတဲ့ပွဲစဉ်မှာလူစင်းပြောင်းလဲနေလုပ်ခဲ့ပြီးတော့ ချိန်မှမမတီမငိမ့်နဲ့ဒါတေးရလက်သာရခဲ့တယ်ဆိုတော့ဒီဒါနဲ့ပတ်သက်လို့ဒါလည်းနည်းပြိတ္တတွေကြားမှာရောဘောလုံးဝေဖန်သူတွေကြားမှာပါလည်းနည်းပွဲစုသွားခဲ့တယ်အဓိကပွဲစုခဲ့တာကမာရက်စကာရဲ့အဲလူစီရင်အပြောင်းလဲလုံလုံမှုတွေကြောင့်ပေါ့နော်ဒါနဲ့ပတ်သက်လို့ဒါဝေဖန်သူတွေလည်းရှိသလိုထောက်ခံသူတွေလည်းရှိခဲ့ကြတယ်အဲထောက်ခံသူတွေဆိုလို့ရှိရင်ဒါချက်ချင်းသိရဲ့ဘုတ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ဒါဘုတ်ဖွဲ့က ဘုတ်ဖွဲလူကြီးတွေပေါ့နော်အဲသူတို့ကမာရက်စကာရဲ့အဲဒီလူစင်အပြောင်းလဲလုတ်ကစားပွဲတိုင်းနီးပါလူစင်အပြောင်းလဲအပြောင်းလဲလုတ်ကစားတာကိုထောက်ခံခဲ့ကြရတယ်။အာသူတို့ကသူတို့ယူဆခဲ့ပုံကဒါလက်တလုံးမှာဒီလိုဒီလိုကစားနေခြင်းရပြဿနာရှိရဆိုပေမဲ့အာရရှိမှာတော့ဒါကတကယ်ကောင်းတဲ့ idea တစ်ခုဖြစ်တယ်လို့သူတို့ကယူဆခဲ့ကြပြီးတော့အာနီးပြအန်ဆိုမာရက်စကာကိုထောက်ခံအားပေးခဲ့ကြပါတယ်။အဲဝေဖန်ခဲ့တဲ့သူတွေနေလဲဆိုလို့ရှိရင် မန်မန်ချက်စတာယူနိုက်တက်တင်ရမဟောင်းတူကန်နဝင်ကာမဟောင်းတူဖြစ်တဲ့ဒါဝေရူနီကတော့ဒီလိုပွဲတိုင်းဒီပါလူစင်းကိုအမြဲတမ်းအပြောင်းလဲလုပ်ကစားနေခြင်းနဲ့ပတ်သက်ပြီးတော့ဝေဖန်ခဲ့ပါတယ်။ရိုနီဝေဖန်ခဲ့ပုံကဒါအခုလိုလူစင်းတွေကိုအအမြဲတမ်းအပြောင်းလဲလုပ်ခြင်းကဒါခြေတမ်းပိုင်းရလပိုင်းမတိမငိဖြစ်လိမ့်မယ်။ဆိုတော့ဒီလိုကြောင့်မလို့အန်ဆိုမာရက်စကာကိုမေကွန်ထိုးရလိမ့်မယ်လို့ဝေဖန်ခဲ့တာပါ။ဒါကိုအန်ဆိုမာရက်စကာကလည်းပြန်ပြီးတော့ တုံ့ပြန်ထားခဲ့သေးတယ်။ဇာကဥအတင်းနဲ့ကစားမဲ့ဒါပွဲစဉ်နဲ့ပတ်သက်လို့သတင်းစာရှင်းလင်းပွဲမှာဒါလီဘီယာမာစကာကအာပြန်လဲတုံ့ပြန်ခဲ့တာပေါ့နော်။အဲလီဘီယာမာစကာပြန်လဲတုံ့ပြန်ခဲ့ပုံကဒါအသင်းကနိုင်ရနေအချိန်ဆိုလို့ရှိရင်ဒီလိုကိစ္စတွေကိုဘယ်သူကမှလာပြီးအာယုံမဆိုင်မီပဲနဲ့အဲအသင်းရှုံးနေချိန်ဆိုလို့ရှိရင်အခုလို rotation လောက်တာဒါမှမဟုတ်တပန်းတင်ပြဿနာဆိုတော့သူ့အနေနဲ့ အမှန်လင်းပြဿနာဆိုပြီးတော့အများစုကအာဝင်ရောက်ကြတယ်ပေါ့နော်အဲဆိုတော့ဒီခေတ်မှာတော့အားလုံးကသူတို့ရဲ့အမြင်ကိုသူတို့လွတ်လွတ်လပ်ပြောပြခွင့်ရှိပါတယ်။ဘာညာဆိုပြီးတော့ပဲဒါကောင်းမှုပဲပေါ့နော်အဲပြန်ပြီးတော့တုတ်ပြင်ခဲ့ပါတယ်။နောက်ထပ်ကတော့ဒါချက်စီသင်းရဲ့အလမဟောင်းလက်ရှိ Real Madrid တင်လာလမဘူရီကကိုချက်စီသင်းကအလွတ်ပြောင်းရွှေ့ကြီးနဲ့ပြန်လဲခေါ်ခွင့်ရှိတယ်ဆိုတဲ့သတင်းပါ။ဆိုတော့ဒီသတင်းကိုတင်တဲ့ဌာနကမာကာသတင်းဌာနကဖြစ်ပြီးတော့ဒါက ပါတဲ့တင်တဲ့ပုံလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲအဲ့ဒါနဲ့ပတ်ပြီးအဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆက်ပြီးဆွေးနွေးရရင်ကကျွန်တော်မြင်ရတော့လူဒီကာကိုပြန်ခေါ်ဖို့ကိုသဘောမကျဘူးဘာလို့လဲဆိုတော့လူဒီကာဒီအသေးရဲ့အခက်ခဲအသေးရဲ့အခက်ခဲဖြစ်နေတဲ့အချိန်ကြီးပြဿနာတက်နေတဲ့အချိန်ကြီးမှာအသင်းကိုအဲသူလူချင်းနဲ့ပြောင်းရွှေ့အဲသူလူချင်းနဲ့လာစားမရတဲ့အတွက်ထားခဲ့ပြီးတော့ချက်စီးတင်ထပ်ပို့ပြီးတော့အစီအမြင်နဲ့ပိုကောင်းတဲ့အသင်းစီကို ြောင်းရွှေ့သွားတယ်ခါကမှပြောရင်ကချက်စီပေါ်မှာသူ့အနေနဲ့ချစ်စိတ်မရှိဘူးဆိုတော့ဒီကစားသမားမျိုးကို ပြန်ခေါ်ပြီးတော့လူငယ်တွေကိုသူ့စီကလေတည်ယူခိုင်းတာမျိုးအဓိကတော့ပြန်ခေါ်ပြည်တော့မှဒါချက်စီကအဲရိုဂျီကကိုပြန်ခေါ်ပြည်တော့မှဒါလက်ရှိအသင်းမှာရှိတဲ့နောက်ခံကစားသမားလူငယ်ကစားသမားတွေကိုသူ့စီကလေသူနဲ့အတူတွဲကစားရင်းနဲ့တည်ယူစီဖို့ပေါ့နော် ဒါမျိုးပဲဖြစ်ပါလိမ့်မယ်ပြီးတော့ဒီသတင်းကတိကျတဲ့သတင်းလည်းမဟုတ်ဘူးဖြစ်နိုင်ခြင်းလည်းမရှိပါဘူးအထအပြင်ဆက်စည်းစင်းကဒီဇန်နဝါရီမှာအာနောက်ခံလူတယောက်ဖြေကောင်းဖြေကောင်းဖြစ်နိုင်ပါသေးတယ်ဒါပေမဲ့ဒါလည်းတိကျလားမျိုးအဲတိကျတိကျမှုမျိုးတော့မရှိပါဘူးဒီလိုပဲသတင်းတက်တက်ထွက်နေတဲ့အကြောင်းအရာတွေပါဆိုကဲဆိုတော့ကျွန်တော်တို့ဘူးအသင်းနဲ့ချက်စင်းတင်းတို့ပွဲစဉ်ပွဲချုပ်သုံးချက်ကျွန်တော်စလုပ်လိုက်ရအောင်ပါဆိုတော့အရင်ဆုံးကျွန်တော်တို့ပွဲချုပ်သုံးချက်လုံတိုင်း အမြဲတမ်းအရင်ဆုံးထထပြောရတာကဒံယာရကစားသမားတွေရဲ့အခြေအနေပါစင်ကာပူတင်မှာလဲချက်စီတင်မှာကဒံယာရကစားသမားတွေများတယ်ဆိုတော့ဒံယာရဒီပွဲစဉ်နဲ့ဒီပွဲစဉ်ကိုလွဲချောင်းမဲ့ကစားသမားတွေအကြောင်းကိုအရင်ဆုံးကျွန်တော်ပြောလိုက်ကြပါမယ်ကျင်းပြပေါ့မပါဝင်နိုင်မဲ့ကစားသမားတွေကတော့အဲကလာရှိဒံယာရနေတဲ့ဒီပိုင်းကိုဝဲတို့နောက်အဆူကိုကူပါမနဲ့ပါတီယာရှိပြီးတော့လာပြရပါတော့ ဗီယာကရှိကွာရာဘက်အသင်းနဲ့ပွဲချင်းမှာပွဲစကားချင်း၄မိနစ်မှာပဲတန်ရရသွားတယ်ကာလမဆိုတော့ဒီကာလမဒီကာလမနဲ့ပတ်သက်ရင်တော့တော်တော်လေးတော့စိတ်ကုန်မှုကောင်းတယ်လာဗီယာကအဲသူအသင်းကိုရောက်လာတဲ့က2023ကနေပြီးသူအသင်းကိုစပြီးရောက်လာတယ်အခု2024ကုန်2025ရောက်ခဲ့ပြီးမှသူ့အနေနဲ့တန်ရ၈ချိန်ထိရခဲ့တယ်ချက်စီးသင်းရဲ့ ပွဲစဉ်ပေါင်း89ပွဲကိုလွဲချော်ခဲ့ပြီးတော့သူကစားပြီးခဲ့တဲ့ပွဲအစီအတက်က29ပွဲပဲရှိတယ်။ဆိုတော့တခါတလေကြလို့ရှိရင်ကျွန်တော်က Mike Gansy တို့ကိုအမြဲတမ်းသုံးနေတာကဒါဒီ Mike Gansy တို့အတွက်ဟိုဟိုတခါလေကြရင်သူ့ကိုနားညင်ပေးဖို့လိုတယ်ဗျာ။ဟိုအလဲကျပွဲထွက်တာမျိုးဝါဒီလိုနေရာလေးမှာလိုအပ်တယ်။ဟိုတရားဒီလို Mike Gansy တို့တယောက်တည်းပဲသုံးနေရတာကဒါသမားရဲ့ performance ကိုကြာဆင်းစေလိမ့်မယ်။ဒါပေမဲ့ ဟိုသူတို့နေရာအဲ white skies တို့ရဲ့အရင်အတွက်အသုံးပြုဖို့ဝယ်ထားတဲ့အခုလာပြီးရလို့နောက် SU ကိုလို့ဆိုလို့ရှိရင်လေသူတို့ကိုယ်တိုင်ဒဏ်ရာနေတဲ့အတွက်ပွဲတိုင်းလေးပါ white skies တို့ကကစားနေရတယ်ဆိုတော့တခါတလေမှာ Manchester တောင်ပွဲပန်းနေတာမျိုးကိုကျွန်တော်တို့မြင်ရတယ်ဆိုတော့ဒီသမားတွေကဝယ်ပြီးတော့အစင်းမှာအဲ injury prone လာဖြစ်နေတဲ့အားသမားတွေစိတ်ဝင်စားတဲ့အားသမားတွေပေါ့နော်တော်တော်လေးရဆိုးပါတယ်ဆက်ပြီးတော့ နောက်ထပ်ကပေါ့နောက်ထပ်ကဒီချက်စည်းသင်းကဒီဟုအသင်းရဲ့ပွဲစဉ်ကိုအနိုင်ရအောင်ကစားထားဖို့လိုတယ်ပြောရရင်တေးတောင်ကြအောင်ကစားလို့မရအောင်ဘာလို့လဲဆိုလို့ရှိရင်ဒီတော့ ਇੱਥੇ ရောက်နေတဲ့လက်ရှိပရီးမီးယားလိရဲ့တေးပဲမှာတော့ ਇੱਥੇ ရောက်နေတဲ့အသင်းချင်းတွေ့နေကြတဲ့ပွဲတွေရှိတယ်။ဥပမာဆန်နာလဲအာဆင်နယ်ရှိမယ်၊မန်စီးတီးလိဗာပူးရှိမယ်၊မန်ယူစပါးရှိမယ်။ဆိုတော့ဒီလိုအသင်းကြီးတွေထိတဲ့တွေ့နေတဲ့အချိန်မှာချက်စည်းသင်းကဒီနေ့ပွဲစဉ်ကိုဒါအမှတ်ပြရအောင်ယူထားဖို့လိုတယ် ဆိုတော့ဒီပွဲရလည်းလည်းတော့မလွယ်ဘူးပြပြောရရင်အရှိပွဲစစ်မှာကအရှိနှစ်ပတ်လောက်မှမှအရှိတစ်ပတ်ကျော်လောက်မှမှချက်စီကဟူးနေကစားထားတာဦးတင်းရဲ့အိမ်ဖွင့်မှာသွားကစားထားတာဒီပွဲမှာချက်စီကလူငယ်ကသမားတွေလည်းပွဲထွက်ပြီးကစားထားတာလိုက်စက်က၄ခုထိရခဲ့ပေမဲ့ခန်းစက်က၃ခုထိပြန်ပေးရထားပြန်ပေးထားရတဲ့အခြေအနေဆိုတော့ချက်စီတင်းရဲ့ခန်းစက်ကြောင့်မှအရေးပြဿနာရှိတယ်အဓိကပြဿနာကချက်စီတင်းမှာကရှိရှိသမျှပြဿနာတွေ ။အရင်သင်ရလပိုင် မတည်မငြိမ်ဖြစ်စေတဲ့အဓိကအကြောင်းတရားကခန့်စ်ပိုင်မတည်ငြိမ်မှုပဲ။ဆိုတော့ဒါအပြင်ခန့်စ်ပိုင်မတည်ငြိမ်ုံပြင်ဒီပြရဲ့အလိုလူရင်းအလူထုပ်ဖို့အမားယွင်းနေကြောင်းလဲဒီခန့်စ်ကရိရိုက်တာမျိုးဖြစ်တယ်။အဲပြောရရင်ဟိုရှိကွာတာဘက်တင်းတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဟာတုံနဲ့အာလူစင်တော့ကိုပွဲထုတ်လာတာမျိုးပေါ့။ဆိုတော့ဒီပြကတခါတလေအဲ့လိုမျိုးထားထားလုပ်နေရှိရဲ့ဆိုတော့ဒီနေ့ပွဲစဉ်မှာတော့ဒါလုံးလုံးမရဘူး။ဖန်ဆက်ကိုတေးချာချာတက်ကြနနာ အဲအမာခံလေးကိုပွဲထုတ်တင်တယ်ဆိုတော့ဖူပနာချာလိုပါပွဲထွက်ခြင်းအတွက်မထွက်ခြင်းအချင်းပေါင်းနဲ့ဒီဖူပနာနဲ့ဒီချာလိုပါရဲ့တယောက်ယောက်ပွဲထွက်တာမျိုးလုပ်တင်တယ်အာလက်ဘတ်ဒီကတော့လက်ဘတ်မှာတော့ဒါကူဝေလာပဲပွဲထွက်ပြီးတော့ကစားတင်တယ်ဒါကူဝေလာကပဲအမာခံလာမှဆိုတော့သူ့ကိုပွဲထုတ်တာပဲပိုကောင်းတယ်ဆိုတော့ right back ကတော့ reach chain ကိုဒီပြအနာပေးမလားပေါ့လေ အဲ့ဒါလေးတော့စဉ်းစားဖို့ရှိမယ်။နောက် Ghost လည်းပွဲကစားခွင့်မရတာကြာပြီ။ပြီးတော့ဒီဇန်နဝါရီမှာပဲ Ghost ကအသင်းကလေထွက်ခွာဖို့ဆိုတဲ့ကိစ္စမျိုးတွေတည်နေကျွန်တော်တို့ကြားနေရတယ်။ဆိုတော့ဒီကစားသမားကိုဒီနေ့ပွဲထဲမှာခွင့်ရပေးမလားစောင့်ကြည့်ရမယ်။ဆိုတော့ပြင်တာကတော့နီပြကအဲအခုလိုမျိုးပွဲပွဲတိုင်းလူလူစီအလှည့်ပြောင်းလောက်တာမျိုးသူကိုယ်တိုင်သဘောကျတယ်ဆိုတော့ဒါမျိုးလေဒီပွဲမှာလောကောင်းလောက်လာနိုင်လေ ိုတော့ဘလို့ပဲလှုပ်လှုပ်သူ့နေရာနဲ့သူထားကစားပြီးတော့အဲနိုင်ခွဲရဖို့လိုအပ်တယ်မဟုတ်ရင်တော့အားလုံးကဝေဖန်ကြမှာပဲဆိုတော့ဝေဖန်အဲ့လိုဟိုဟာဝေဖန်ကမှဝေဖန်တဲ့သူတွေကိုအဖြစ်သွားတယ်လို့တော့မရဘူးဆိုတော့ဆက်ပြီးတော့ကဒါတပတ်ပြပော့ကတော့ဂိုင်းစီရိုနဲ့အဲ့လိုဖာလန်တက်ပဲဆက်ပြီးပွဲထွက်လာစီချင်းနဲ့ပြီးတော့အရှိမသူတို့ရဲ့အရှိမတော့နံပါတ်10ရိုးမှာ Charles Petru ကစားပြီးတော့ Striker နံပါတ်9မှာတော့ Leon Delap ကိုကစား စီစီကစားစီခြင်းနဲ့အဲ့လိုပုံစံနဲ့ပွဲထွက်ကောင်းပွဲထွက်လာနိုင်တောင်မန်နေအနေနဲ့ကညီပြတော့ SD ဘောင်းကိုဘတ်ထက်ခွင့်နဲ့အဆင့်သစ်ဖြစ်နေပါပြီဆိုပြီးတော့ဒါသူသူ့အနေနဲ့သတင်းစာရှင်းလင်းပွဲမှာပြောသွားတယ်ဆိုပေမဲ့တကယ်တမ်းပွဲထွက်ကောင်းပွဲထွက်အဲ SD ဘောင်းတယောက်ပွဲထွက်လာဖို့ကတော့နည်းနည်းလိုသေးတယ်လို့ထင်တယ်အဲ့ဒီစာနတ်တူပဲနီးပြပါပို့ပြီးတော့အသုံးပြုလိမ့်မယ်။ဘာလို့လဲဆိုရင်နတ်တူကဥစ္စာဘောဥစ္စာဘောအခြေအနေဒီမှာ ူကတိုက်စစ်ကိုခံစစ်ကိုလိုက်ကစားပြီးနိုင်တယ်။ SD ဘောင်းကတော့အဲ့လိုမျိုးတော့သူကခံစစ်ကိုလိုက်ကူတဲ့ဘိုင်းမှာတော့အားနေတယ်။ဒါပေမဲ့သူရဲ့တိုက်စစ်ဘိုင်းမှာတော့သူကနတ်တိုးထက်ပိုကောင်းတဲ့ကစားသမားပဲ။ဒါပေမဲ့ခေရဲ့လိုအပ်ချက်အရဒါအစင်းရဲ့နိပြရဲ့လိုအပ်ချက်အရနတ်တိုးကပဲပထမဦးစားပေးသာသမားထပ်ပြီးဖြစ်ဖို့ရှိပါတယ်။ဆိုတော့ခြားတစ်ဖက်မှာတော့ကာလာချိုးပေါ့နော်။အဲကာနာချိုနီပြကိုယ်တိုင်ကလည်းဒါချီချူတိမက်ပြူတာမျိုးတွေ ပြောထားတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ဆိုတော့ဒီညပွဲစဉ်မှာလည်းဒါကာနာချိုပဲထပ်ပြီးတော့ဝက်ထွက်လာလိမ့်မယ်လို့ထင်တယ်ဆိုတော့အဲဟုတ်တင်ကဟုတ်တင်နဲ့ပတ်သက်ရင်တော့ဟိုမှာဟုတ်တင်က၅၃နှစ်ပုံစံဖြစ်နိုင်တယ်သူတို့မတူညီတဲ့ရှေ့ပွဲစဉ်ကသူတို့ချက်စီနဲ့ထိတဲ့တွေးဆုံတုံးကလိုမျိုးမကစားတော့ဘဲနဲ့အာလိုဘလော့ဘက်ကိုပို့သွားလောက်မလားဗောနော်လိုဘလော့လိုဘလော့နဲ့ပဲ အချက်စီကိုတုံးပြန်မလားကျွန်တော်စောင့်ကြည့်ရမယ်ချက်စီကလိုဘလော့အသေးအနေနဲ့တွေးတဲ့အခါကျလို့ရှိရင်တိုင်ပက်လေးရှိတယ်ဒါကိုအသင်းကအဲဒီချက်ကြီးပင်အားလက်ချက်ကိုဝင်ကောင်းယူပြီးတော့ကစားသွားမလားကျွန်တော်တို့စောင့်ကြည့်ရမှာဟုတ်မယ်ဒါပြင်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကဤပြအန်ဆိုမာရက်စကာရဲ့ဒါပွဲတိုင်းဒီပါလူစင်းအပြောင်းလဲလုံးမှုတွေကိုလည်းဒီနေ့ပွဲစမှာထပ်မြင်ရနိုင်တယ်အာဒါခုနကျွန်တော်ပြောသွားတာကတော့ဒါဖြစ်နိုင်ခြေရှိတဲ့အခင်းကျင်းတဲ့လူစင်းပေါ့နော်ဒါပေမဲ့ မာရစကာဒီမာရစကာပဲဖြစ်တယ်။ပြီးတော့သူ့နောက်မှာလည်းဘိုးဘွဲတကူလို့ရှိနေတဲ့အတွက်ဒီနေ့ဘွဲတင်မှာလည်းဒါမျိုးထပ်လုပ်တာမျိုးကိုမြင်ရနိုင်တယ်။ဆိုတော့အာချက်စီးတင်တဲ့ဘူဘန်နဲ့တင်တို့ရဲ့အာဘွဲစင်နဲ့ပတ်သက်လို့ကျွန်တော်ကတော့9ရက်လက်အနေနဲ့အဲ9ရက်လက်အနေနဲ့ချက်စီးတင်က2021ဒါမဟုတ်3-1လောက်သွားမယ်လို့မျှော်လင့်မိတယ်။အဲ ဲ့လိုလည်းပဲအနိုင်ရရှိမယ်လို့ထင်တယ်။ပြောရရင်ကခြေစည်းသင်းကအိမ်ဝင်းပွဲစဉ်လည်းဖြစ်တယ်။ရှင်းပါလေ။ဒါဥပါနဲ့သေးကိုအနိုင်ကစားထားတယ်။ဒါပေမဲ့ဆိုတော့ဟိုအာသတ်ကြတိတော့ရှိတယ်ပေါ့နော်။ဒီလိုအသက်ကြေတော့ရှိတယ်ဒါပေမဲ့ဟိုဘိုင်လန်သင်းကလွယ်ကူတဲ့အသင်းတော်လည်းမဟုတ်ဘူးအာဒီနေ့ပွဲမှာလည်းကျွန်တော်တို့ထပ်ပြီးတော့စောင့်ကြည့်ရပါလိမ့်မယ်ဆိုတော့ဒီပွဲစဉ်ကို Aegon Stanbul Bridge မှာည2:00ပွဲအာ2:00ပွဲညနေ2:00ပွဲမှာသွားကြပါ ဖြစ်ပါတယ်ဆိုတော့အာချက်သီးသီးနဲ့ဟိုဒီနေ့ဝဲပွဲစဉ်လည်းပတ်သက်လို့ကတော့ဒီလောက်ပါပဲအဆုံးထိလိုက်ပါကြည့်ရှုပေးရအတွက်အားလုံးကျေးဇူးတင်ပါတယ်အာကွန်မန့်မှာလည်းမိတ်ဆွေတို့ရဲ့အမြင်ကိုညှောက်ဝေထားခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်